ဒီနေ့မှာတော့အမေရိကန်နိုင်ငံအစိုးရရဲ့မြန်မာနိုင်ငံသားများ အပေါ်မှာ TPS Temporary Protective Status ပေးထားနေရပ်ဆိုင်းလိုက်တဲ့သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးမီဒီယာများရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ဒီနေ့အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security ရဲ့ထုတ်ပြန်ကြေညာချက်နဲ့အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်အရာအမေရိကန်နိုင်ငံအမြန်မာနိုင်ငံသားများကို TPS ပေးထားတဲ့နေရဆိုင်လိုက်တယ်ဆိုတဲ့သတင်းကြားသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးလေးလာကြည့်တဲ့အခါမှာခုနပြောတဲ့ TPS ရဆိုင်ရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကို ပြောဆိုထားတာ တွေ့ရပါတယ်။ဒီထက်မှနိုင်ငံသားအနေနဲ့ အရေးပေါ်အခြေအနေက ရုံသိမ်းပေးခဲ့မှုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆောင်ရွက်နေမှုတိုင်းသားလက်နက်ကိုင် ဖွဲ့များနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲပြီးငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှုမြန်မာနိုင်ငံရဲ့အုတ်ချုပ်ရေးပိုင်းဆိုင်ရာတည်ငြိမ်လာမှုနဲ့တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားတဲ့မြန်မာဒွေအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာပြန်နိုင်ပြီဖြစ်ကြောင်းသုံးသပ်ပြီးရပ်ဆိုင်းခဲ့တယ်ဆိုတာကိုသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်မြန်မာနိုင်ငံအစိုးရအနေနဲ့အမေရိကန်အစိုးရရဲ့ဒီထုတ်ပြန်ချက်ဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့မှတ်ယူပါတယ်။အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့အမိနိုင်ငံကိုပြန်လာလို့ရပါတယ်။ကြိုးဆိုပါတယ်။ကျွန်တော်အနေနဲ့ 2021ခုနှစ်ဧပြီလ2ရက်နေ့ကတည်းကတိုင်းအကြောင်းမျိုးမျိုးကြောင့်နေရာဒေသအသီးသီးကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတရားဝင်ကြေညာချက်ထုတ်ပြီးထိတ်ခေါ်ခဲ့ပါတယ်။အဲဒီထက်မှာတော့လူသတ်မှုမရေမှုစတဲ့ပြစ်မှုကြီးများကျူးလွန်သူများကတော့တရားဥပဒေအရတရားရင်ဆိုင်ရမှာဖြစ်ပြီးကြံသူများတော့ အထူးတက်ညာစွာ ဖြေလျှော့ဆောင်ရွက်ပေးသွားပါမယ်လို့ကြေညာချက်မှာပါခဲ့ပြီးဖြစ်ပါတယ်။အဲဒီကြေညာချက်ကြောင့်လည်းထွက်ပြေးသိမ်းဆောင်သူတော်တော်များများပြန်လည်ဝင်ရောက်ခဲ့ပါတယ်။သူတို့အနေနဲ့လည်းကျွန်တော်နိုင်ငံအတွင်းမှာကောင်းမွန်စွာ နေထိုင်လျက်ရှိပါတယ်။၂025ခုနှစ်ဇူလိုင်လ၄ရက်နေ့မှာတော့ပြည်တော်စုအကျိုးအတွက်ဖိတ်ခေါ်ချက်များဆိုပြီး PDF အမိခံလက်နက်ကင်အုပ်စုတွေကိုလည်း တရားဥပဒေဘောင်အတွင်းဝင်ရောက်နိုင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီဖိတ်ခေါ်ချက်ကြောင့်လည်း PDF အမိကန်လက်နက်ကင်အဖွဲ့ဝင်ရာပေါင်းများစွာတရားဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။2024ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာလည်းကျွန်တော်နိုင်ငံမှာရွေးကောက်ပွဲကျင်းပတော်မှာဖြစ်တဲ့အတွက်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန်ကံလန်းချက်ထုတ်ပြန်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။ ခုကျွန်တော်နိုင်ငံမှာမကြာမီချိန်သွင်းမှာပါတီစုံဒီမိုကရေစီအထူးထူးရေကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီးအထူးထူးရေကောက်ပွဲမှာမဲပေးနိုင်ပါတယ်။ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့လက်ကမ်းကြိုဆိုပါကြောင်းအသိပေးအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။